ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာထုံးစားနိုင်မဲ့ channel ကို subscribe လုပ်ရသေးတဲ့သူများရှင့်လုံပေးပါအောင်ခဏလေးကိုကြည့်သွားလိုက်ပါအောင်၄သိန်းပြည့်ကန်ပြီဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဒါကြောင့် subscriber ၄သိန်းပြည့်အောင်မလုပ်ရသေးတဲ့သူတွေရှိရင်ကျိန်းစီပေါင်းလုံသွားပေးပါအောင်ပြီးတော့ဒီနေ့စီစဉ်ကို VPN link ဖွင့်ပြီးတော့ကြည့်ပေးကြဖို့လည်းထုံးစားနိုင်မြတ်တာရက်ခံပြစေပြီးရင် like လုပ်ပြီးတော့အစီအစဉ်ကိုစပါမယ်ခင်ဗျာဆိုတော့ဒီနေ့မှာကတော့ဘီကရက်ရပိုင်းတင်ဆက်ပေးခဲ့တဲ့မိချောင်းကြီး ောင်းတောင်းရဲ့ကတင်းနှစ်ပြီးတဲ့ခါမှာတော့နံပါတ်3ကိုဆက်ပြီးတော့တင်ဆက်မှာဖြစ်ပါတယ်။ Live Plus 3ပါ2030မှာထွက်ထားတဲ့ကားပါခင်ဗျ။ဆိုတော့ရှေးကားနှစ်ကားရဲ့အဆက်ပါပဲ။ဒီကားမှလည်းရှေးကားတွေလိုပဲအာဒီ Black Lake ရေကန်ကြီးမှာမိချောင်းတွေတောင်းညံ့အောင်မြင်ကြမှာဖြစ်ပြီးတော့ဒီကားမှာတော့မိချောင်းတွေကပိုတောင်မှများလာတာကိုတွေ့ရမှာပါ။ဒီဇက်ကားကတော့ Live Plus ရုပ်ရှင်တွေရဲ့ပုံစံတိုင်းပဲရေကန်ကြီးမှာလူသေးဆုံးမှုတွေဖြစ်တာနဲ့စတင်ထားပြီးတော့ဒီကားမှာတော့မိချောင်းတွေကိုအမဲလိုက်တယ်ဆိုတာထက်ကြောင်ကြောင်ကြီးကပို့ပြီးတော့ကြမ်းနေတဲ့အတွက် လူတွေကမိချောင်းတွေလက်ကနေလွတ်အောင်ပြေးကြမှာပါဆိုတော့ဒီတစ်ခေါက်ကတော့မိချောင်းတွေကမုံဆိုးကိုရီးယားတော့ပြေးရမယ့်ဘက်ကပေါ့နော်အဲတော့မိချောင်းတွေကဘယ်လောက်ထိဒီကားထဲမှာကျန်းနေမလဲဘယ်နဲ့ရောက်များအသက်ရှင်တန်းအောင်ထွက်ပြေးလွတ်မြောက်နိုင်မလဲမိချောင်းတွေရောပြန်ပြီးတော့ရင်ဆိုင်နိုင်မှမလားဆိုတာကို let's go ကျွန်တော်တို့ဒီကန်စားလိုက်အောင်ပါ late blast 3ဖြစ်ပါတယ်ခင်ဗျာဇကားဆမှာတော့နံပါတ်2တုံးကဖြစ်ရတွေအပီးတစ်နှစ်အကြာမှာဇက်အင်ကိုစတည်ထားပါတယ် ဇလန်ဆာမှာအေပရန်နဲ့ဂျေဆင်တို့လူငယ်စုံတွဲတွေကခီးထွက်လာခဲ့ကြတာဖြစ်ပြီးသူတို့က Black Lake ရေကန်ကိုလာနေကြတာပါရေကန်ကိုလာတဲ့လမ်းမှာတင်ကားပေါ်မှာနှစ်ယောက်သားအနမ်းတွေချွေပန်းတွေဝေနေကြတဲ့အတွက်ကားသမားသူတို့ကိုမျက်စိနှောက်နေပါလေရေကန်နဲ့တမိုင်လောက်အကွာကိုရောက်တော့နှစ်ယောက်သားကားပေါ်နေဆင်းပြီးတော့တောထဲကနေတဆင့်လမ်းလျှောက်လာပြီးတော့အေပရယ်ကရေကန်စီကိုရောက်တာနဲ့ဟာဒီရေကန်အရန်ကိုလှတာပါလားလို့ပြောလိုက်ပါလေပြီးတော့အဝတ်စားတွေကုန်ချွတ်ပြီးတော့ကန်ထဲကိုပြေးဆင်းသွားတဲ့အတွက် ဂျေဆန်လည်းအဝတ်တွေမြန်ချုပ်ပြီးတော့သူ့ဆော်လေးနောက်ကိုလိုက်ပါတော့တယ်ပြီးတော့ရေကန်ထဲမှာနှစ်ယောက်သားကလူကြီးစဲလုံနေကြရင်းနေဧပြီအသံတစ်ခုကိုကြားလိုက်တဲ့အတွက်မတင်ငါဖြစ်သွားပါလေဒါမဲ့ရေထဲမှာဘာမှမတွေ့တဲ့အတွက်နှစ်ယောက်သားကန်းဆန်နာပြန်တက်ပြီးတော့ရေကန်ဘေးမှာနေမူစကူဒူးနေကြပါလေသူတို့စီကိုရေထဲကတစုံတရာကလာနေပြီဆိုတော့ကိုတော့နှစ်ယောက်သားမသိကြပါဘူးအဲဒီမှာဂျေဆန်သူ့ခြေထောက်တစ်ခုကလာထိတဲ့အတွက်ငှောက်တစ်ခုကလာကိုက်နေလို့ပြောလိုက်ပေမဲ့ဧပြီဂိမ်းဆိုင်ပဲနေခုနပြောသလိုမျိုးဝူဗရင်ဖြစ်မှာပေါ့လို့နောက်လိုက်တာပါ ပြီးတော့ဂျေဆန်ကတအားအားနဲ့အော်နေတဲ့အေဘရယ်ကဟဲ့နေတကားမှတလောက်ထိမော်ဘူးပါဘူးအရန်ကောင်းနေလို့လားလို့မေးလိုက်ပါသေးတယ်။ဒါမဲ့ခဏကြာမှတော့ဂျေဆန်ကိုတစုံတစ်ချောင်းကြီးဆွဲသွားတာကြောင့်ဂျေဆန်တယောက်ရေထဲကိုပါသွားပါတော့တယ်။အဲဒီတော့မှအေဘရယ်လည်းဂျေဆန်ကိုဆွဲသွားတာချောင်းချောင်းပေါက်လေးတွေဖြစ်နေတာကိုမြင်လိုက်ရပြီးကဲထားပါအောင်လို့អော်ပြီးတော့ကုញီတောင်းပေးမဲ့အနားမှာကဲမဲ့သူကဘယ်သူမှမရှိပါဘူး။မိချောင်းတွေကတော့ဂျေဆန်ကိုဝိုင်းပြီးတော့ကိုက်ဖြတ်စားတော့နေကြပြီဖြစ်ပါတယ်။မကြာခင်မှာပဲကြောက်လန့်ပြီးអော်ဟင်းနေတဲ့အေဘရယ်ကိုလည်း မိချောင်းပေါက်ကလေးတွေကရေထဲကိုဆွဲချသွားပြီးတော့ကိုက်တပ်ပြစ်လိုက်ပါတော့တယ်။မှတ်ကြရောမိချောင်းထဲမှာမူဆူသွားတူးတဲ့အတွဲကတော့ဒီဇာဘဲခင်းရမှာပါပဲ။ဆိုတော့နောက်တစ်ခါမှာကတော့ message city bigaman အိမ်ရှိမှာလေစိတ်မှာကလေးတယောက်ကရေထဲကို6လောက်တွဲလောင်းချပြီးတော့ထိုင်နေတာကိုမြင်ရပြီးခဏနေတော့သူ့ကိုသူ့အဖေဖြစ်သူကအိမ်ထဲဝင်ဖို့လာပြောပါတယ်အဲလူကတော့ city bigaman ရဲ့တူနေတန်ဖြစ်ပြီးတော့ကလေးကတော့သူနဲ့သူ့ဇနီးစူဆန်တို့ရဲ့ဒါလီကော်နာပဲဖြစ်ပါတယ်ကော်နာအိမ်ထဲပြန်ဝင်သွားတော့နေတန်လေစိတ်မှာမတ်တက်ရက်နေနဲ့ သူ့တော်စေတီမိချောင်းဆွဲခံရပြီးတော့တေဆုံးသွားခဲ့တဲ့ပုံရိပ်ကိုပြန်ပြီးတော့မြင်အောင်နေခဲ့ပါလေသူအိမ်နဲ့ပြန်အောင်တော့သူဇနီးဖြစ်သူစုဆန်းကဒီအင်ကိုမြ мян ရှေးပြီးတော့မြို့ကိုပြန်ဖို့အတွက်ပြောနေခဲ့ပါလေဒီညမှာဖုန်းလိုင်းတွေလည်းမမိတာကြောင့်စုဆန်းကဒီမှာကြာကြာမနေချင်မောက်သူတို့ကစေတီတေဆုံးသွားပြီးတဲ့နောက်မှာအိမ်ကိုပြန်အောင်ဖို့အတွက်လာပြီးတော့ရှင်းလင်းနေတာဖြစ်ပါလေအိမ်ထဲမှာပတ်ကြည့်နေတဲ့မိချောင်းရုပ်တရုပ်ကိုမြင်တော့ကော်နာသူလိုချင်တယ်လို့ပြောလိုက်ပြီးတော့နေတန်ကမိချောင်းရုပ်ကိုမပေးဖို့ပြောနေမယ်စုဆန်းကတော့သူ့သားကိုမိချောင်းကိုပေးလိုက်ပါလေ အချိန်မှာပဲသူတို့စီကိုရဲမှုဒိုနီဝဲလင်ဂျာရောက်လာပြီးတော့စူဇန်တို့ကိုနှုတ်ဆက်ပါတယ်စူဇန်ရဲမှုနဲ့သူတို့လင်မယားစကားပြောဖို့အတွက်သူသားကော်နာကိုဓမင်းစားကန်းထဲမှာသွားနေခိုင်းလိုက်ပါတယ်စူဇန်နဲ့နေတန်တို့ကစေဒီဟာမိချောင်းတွေကိုအစာကျွေးပြီးတော့မွေးထားတယ်ဆိုတဲ့ကိစ္စကိုသိပေမဲ့ကော်နာလေးကိုတော့မိချောင်းတွေကြောင့်ပြောပြမထားပါဘူးစူဇန်သူတို့အိမ်ကိုရောင်းတင်ထားတဲ့ကြောင့်ပြောပြပြီးတော့ဒီနေရာမှာသူတို့အကြကြီးမနေချင်ဘူးလို့ပြောတော့ရဲမှုကငါတို့ဒီအကန်ကိုဇက်တိုက်စောင့်ကြည့်နေပါတယ်အရှိန်အောက်ထပ်အကုန်လုံးကိုစိုးနာဆက်ကြီးတတ်ထားပြီးတော့ လိုက်စစ်နေခဲ့တာလို့ပြောလိုက်ပါတယ်။ပြီးတော့ကန်ထဲမှာထရောင်၅ထက်ကြီးတဲ့အကောင်တော်မရှိတော့ပါဘူးလို့ရဲမှုကပြောပြပေမယ့်ဇူဇန်တိတ်တော့မယုံချင်ပါဘူး။အဲဒီမှာသမင်းစားကန်ထဲမှာစော့နေတဲ့ကော်နာကတော့ခုံအောင်မှာပုတ်တင်ညိုတကောင်တွေးလိုက်ပြီးတော့အဲ့ဒီကောင်ကိုလိုက်ဖမ်းနေခဲ့ပါတယ်။ရဲမှုကတော့နေတန်တို့အိမ်ကိုမရောစေချင်တာကြောင့်လာစည်းယုံနေတာဖြစ်ပြီးတော့ဒီနေရာမှာဘာအန်ရဲမှမရှိတော့ပါဘူးလို့ဖြောင်းဖြားနေခဲ့ပါတယ်။ခဏနေတော့ရဲမှုလည်းပြန်သွားပြီးတော့ကော်နာကတော့ပုတ်တင်ညိုလိုက်ဖမ်းတဲ့ဒေါ်ရဲကိုရောက်လာပါတယ်။ မကြခင်မှာပဲရေကန်ဆာနာကိုရောက်လာပြီးတော့အဲ့ချိန်မှာရင်ရေထဲကမိချောင်းတကောင်တက်လာပြီးတော့ကြောက်တုံးဘော်ကပုတ်တင်ညိုဆွဲစားသွားတော့ကို ကော်နာတယောက်မြင်လိုက်ရပါတော့တယ်ဓမ္မမှာတော့နေတန်းရဲမှုပြောတာကိုနားဝင်သွားပြီးတော့ဒီအခါမှာဘာပြဿနာမှမရှိတော့ဘူးဆိုရင်ရောင်းစရာဘာအကြောင်းမှမရှိတော့ဘူးလေလို့စူဇန်ကိုပြောနေပါတယ်စူဇန်လက်မခံခြင်းမိမဲ့နေတန်းကအခုအိမ်ချမ်းမီဈေးဝက်ကြီးကပြတ်နေတာဈေးဝက်ပြန်ကောင်းတဲ့ဒီစောင့်ပြီးတော့အဲကြောင်တော့မှဈေးကောင်းကောင်းနဲ့ရောင်းမယ်လေလို့ပြောလိုက်တာကြောင့်စူဇန်လည်းသဘောတူလိုက်ပါတော့တယ် ဒါမဲ့စူဇန်ကကော်နာကိုတော့အဲရေကန်ထဲမှာရေစိမ်းမကူခိုင်းရဘူးလို့ပြောလိုက်တော့နေတန်လည်းအဲ့ဒါကိုသဘောတူလိုက်ပါလေ။အဲနောက်တော့စူဇန်ကသူ့သားကော်နာကိုအိမ်ထဲမှာမတွေ့တော့တဲ့အတွက်ကော်နာဘယ်ရောက်သွားပြီလဲဆိုပြီးတော့သူ့သားကိုအသေးအတန်လိုက်ရှာနေပါတော့တယ်။အဲဒီအချိန်မှာကော်နာတော့မိချောင်းလေးကိုစိတ်ဝင်စားနေပြီးအနာကပ်သွားပြီမဲ့မိချောင်းကသူ့ကိုလှမ်းပြီးတော့ဟတ်လိုက်တဲ့အတွက်ကော်နာလည်းလှမ်းပြီးတော့နောက်ဆုတ်လိုက်ပါလေ။ဒါမဲ့ကော်နာမိချောင်းကိုကြောက်တာထက်ပိုစိတ်ဝင်စားနေတဲ့သူ့အိမ်ထဲမှာပါလာတဲ့မုံတွေရေထဲကိုပြစ်ချပြီးတော့ကျွေးလိုက်ပါတော့တယ်။ မိချောင်းလေးကလည်းကော်နာကျွေးတဲ့မုတ်တွေကိုစားနေပြီးတော့ခဏနေတော့မိချောင်းတွေကအများကြီးဖြစ်လာပါတော့တယ်။ဒါပေမဲ့မကြခင်မှာပဲမိချောင်းတွေအကုန်ရေထဲပြန်ငုတ်သွားပြီးတော့ကော်နာတော့ငါ့မှာအိမ်မွေးတိရစ္ဆာန်တွေအများကြီးရပြီဆိုပြီးတော့ပျော်နေခဲ့တော့တာပါ။အဲဒီအချိန်မှာပဲစူဇန်ရောက်လာပြီးတော့နောက်အမေတို့မပြောဘဲနဲ့ရှောင်းမသွားနဲ့နော်လို့သူ့သားကိုစူလိုက်ပြီးတော့ပြန်ခေါ်သွားခဲ့ပါတော့တယ်။ခုနကော်နာရက်နေတဲ့ကန်းဆန်းနဲ့မလန်းမကန်းမှာလူကောင်းပြကြီးတစ်ခုရှိနေတာကိုတော့တို့မသိလိုက်ကြပါဘူး။ ဲလိုနဲ့နောက်ထပ်နှစ်နှစ်အချိန်ကြာသွားပြီဖြစ်ပြီးတော့နေတန်တို့မိသားစုကမြို့ကအိမ်မှာပြန်လာပြီးတော့နေနေခဲ့ပါပြီ။ Black Lake ရေကန်ကြီးရဲ့ဘေးကစေတီရဲ့အိမ်ကိုတော့အခုထိသူတို့မရောက်မဲနဲ့ထားထားပါလိမ့်။နေတန်ကတွိုင်းဒရိတ်ဆန်ထိမ့်သိမ်းအရာရှိတယောက်ဖြစ်ပြီးတော့တော်တဲ့ကတမင်ကောင်ကလယ်ဘေးမှာတတ်ထားတဲ့ရေဒီယိုချက်ပြဆက်ရက်သွားပြီးရုတ်တရက်ပျောက်သွားတဲ့အတွက်အမဲခိုးလိုက်တဲ့လူတွေလက်ချက်မိသွားတယ်လို့ထင်နေခဲ့ပါလိမ့်။အိမ်ချင်မီပွဲသားပြတဲ့စူဇန်ကတော့နေတန်ထွက်သွားပြီးတဲ့နောက် laptop တစ်လုံးနဲ့အလုံးလုံးနေတော့မှသူသားကော်နာကအိမ်ကနေ စပိန်နဲ့အပြင်ကိုထွက်သွားခဲ့ပါတယ်။ကော်နာအပေါင်းသီးမရှိဘဲအထီးကျန်နေတဲ့ကလေးဖြစ်ပြီးတော့သူနဲ့ရွယ်သူတွေကသူ့ကိုငကြောင်ဆိုပြီးတော့အပေါင်းသီးလည်းမလုပ်ကြပါဘူး။အဲနဲ့ကော်နာတယောက်တည်းစပိန်နဲ့ရေကန်စီကိုနင်းလာပြီးတော့မိချောင်းတွေကိုအမဲသားတွေထုတ်ကျွေးပါတော့တယ်။ကော်နာပြီးခဲ့တဲ့နှစ်နှစ်လုံးဒီမိချောင်းတွေကိုအစာလာလာကျွေးနေကြတာဖြစ်ပြီးတော့မိချောင်းတွေကခုဆိုရင်အကောင်ပေါင်လေးတွေမှုတ်တော့ပဲအရွယ်ရောက်တဲ့ချောင်းချောင်းကြီးတွေဖြစ်နေကြပါပြီ။ကော်နာသူ့ရဲ့ထဲမှာပါတဲ့အမဲသားတွေအကုန်လုံးကျွေးလိုက်ပေမဲ့မိချောင်းနှကောင်ကတော့ဘိုက်ပြေးသေးတဲ့ပုံမပေါ်ပဲ။ ကော်နာကိုတော့ကိုက်မလို့လုံနေသေးတာပါကော်နာဟေးစပွန်မှုတော့မစားနဲ့လीကွာနောက်တစ်ခါကျပို့ပြီးတော့ယူလာပေးမယ်လို့ပြောလိုက်ပြီးတော့စပိန်နဲ့ပြန်ထွက်သွားခဲ့ပါလေနောက်တစ်ခါမှတော့ရဲမှုတွန်နီစီကိုနေသင်ကဖုန်းဆက်ပြီးတော့တမင်ပြောင်းနေတဲ့အကြောင်းကိုပြောပြလိုက်ပါလေပြီးတော့တမင်ကစေဒီရဲ့ရေကန်သားမှာရှောက်သွားနေနဲ့ပျောက်သွားတာလို့ပြောလိုက်တော့တိုနီကတော့နေသင်အဲ့ရေကန်မှာဘာမီเจ้าမှမရှိပါဘူးလို့ပြန်ပြောလိုက်ပါတော့လေနောက်တစ်ခါမှတော့ကော်နာအိမ်ပြန်ရောက်လာပြီးအိမ်မှာသူ့ရဲ့ကလေးတိန်းဗီကာလည်းရောက်နေပါပြီ။ ။စူဇန်ကသူ့အိမ်ချမ်းမီအကျိုးဆောင်ပွဲတစ်ခုသွားစရာရှိလို့ဗီကာနဲ့ဒီနေ့အိမ်မှာနေလိုက်ပါလို့ပြောပြီးတော့မနှက်ဖြန်ကြရင်တော့အမေတို့ရုပ်ရှင်သွားကြည့်ကြမယ်နော်လို့ကော်နာကိုချော့ပြီးတော့ပြောလိုက်ပါတယ်။ကော်နာကတော့ဒါအမေကိုပြစရာတစ်ခုရှိတယ်လို့ပြောပေမဲ့စူဇန်ကအမေပြန်လာတော့မှပြပါသားရေလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။ကော်နာသူ့မိထွက်သွားတော့ရေခဲတစ်တာကိုဖွင့်ပြီးတော့မိချောင်းလေးကိုစာကျွေးဖို့အမေသားတွေရှာပေမဲ့ရေခဲတစ်တာတွေမှာမရှိတော့ပါဘူး။အဲ့ဒါနဲ့ကော်နာဗီကာကို ကျွန်တော်ဘေးစောကတ်တွေဝယ်ဖို့စူပါမားကတ်သွားလိုက်အောင်မယ်ဆိုပြီးဇပိန်နဲ့ထွက်လာခဲ့ပါတော့တယ်။ဗီနာကကော်နာနင့်ကွာနန်ဆော်နေရာပဲရေသွားချုံလို့ပြောနေပေမဲ့ကော်နာနားမထောင်ပဲထွက်လာလိုက်တာပါ။ကော်နာစူပါမားကတ်ကိုရောက်တော့အမဲသားတွေအသားချောင်းတွေလွှဲတဲ့ခိုးထည့်ပြီးတော့အင်ဂျီတဲကိုပါအသားတွေထည့်ပြီးမိချောင်းတွေကိုတွားပြီးတော့ကျွေးဖို့လှုပ်ပါတယ်။ဒါမဲ့သူပြန်ထွက်မဲ့ချိန်မှာစူပါမားကတ်ပိုင်ရှင်ဒီမီထရီကသူ့အသားတွေအလစ်တုပ်နေတာကိုမိသွားပြီးတော့ဟဲ့ရောက်မိမိပါတွေဖုန်းနံပါတ်ပေးစမ်းလို့ပြောလိုက်ပါတယ်။ ပြီးတော့နံပါတ်အတုပေးရင်မနာမယ်နော်လို့ပြောလိုက်တာကြောင့်ကော်နာလေးလန့်ဖြန့်ပြီးတော့ပေးလိုက်ရပါတော့တယ်။တပတ်မှာတော့နေသန်ကရေဒါအင်တာနာကြီးကင်ပြီးတော့တော်ထဲမှာတမင်ပြောက်ရှားပုံတော်ဖွင့်နေခဲ့တာပါ။အဲဒီအချိန်မှာပဲနေသန်တယောက်ရေကန်နားကိုစကန်းချခီးထွက်လာတဲ့လူငယ်၄ယောက်နဲ့တွေ့လာပြီးတော့သူကတရိတ်ဆန်ဗေဒပညာရှင်ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။တပတ်မှာတော့စူဆန်ဖုန်းဆက်ခေါ်ခံလိုက်ရတာကြောင့်စူပါမားကတ်ကိုရောက်လာခဲ့ပြီးကော်နာတအသားတွေခိုးနေရလားဆိုပြီးတော့ဒေါသထွက်နေခဲ့ပါတယ်။စူဆန်ကဒီမီထရီကိုတောင်းပန်လိုက်ပြီးတော့ ကျွန်မကလေးကအရင်ကဒါမျိုးတစ်ခါမှမလုပ်ဘူးပါဘူးလို့ပြောလိုက်တော့ဒီမီထရီကအသားတွေအတွက်ရော်ကြီးပေးဖို့ပြောလိုက်ပါတယ်။တပတ်မှာတော့နေသန်းလူငယ်၄ယောက်နဲ့တူလိုက်လာရင်လည်းရေကန်ဆန်နာမှာတမင်ခေါင်းပြတ်ကြီးကိုရှာတွေ့သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲစူဇန်ကသူ့စီဖုန်းဆက်ပြီးတော့ကော်နာတယောက်စူပါမားကတ်ကနေအမဲသားတွေခိုးခဲ့ကြောင်းပြောပြလိုက်တော့နေသန်းလည်းအသားတွေတော့အများကြီးဘာလို့ခိုးရတာလဲဆိုပြီးအန်အောသွားခဲ့ပါတော့တယ်။အဲလီတာရာအေရွန်နဲ့ချာလီတို့လူငယ်၄ယောက်ကတော့တမင်ခေါင်းပြတ်ကြီးကိုစိတ်ဝင်စားနေပြီးတော့ သူ့ကိုဘာကောင်းကစားသွားတာလဲလို့မေးလိုက်တော့နေတန်ကဝက်ဝံတော့မဖြစ်နိုင်ဘူးစက်တစ်စားသွားတာဖြစ်နိုင်တယ်မောင်ကိုမဲလိုက်သမားတွေတတ်တာလည်းဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့နေတန်ကဂျာလီတို့ကိုမင်းတို့ဒီမှာဒုက္ခတစ်ခုတွေ့ရင်ဟိုဘက်ကန်ဆာမှာအိမ်တစ်လုံးရှိတယ်အဲ့အိမ်မှာခုံနေလို့ရတယ်လို့ပြောလိုက်တော့ဂျာလီတို့ကဟာဘာဒုက္ခတွေ့စရာရှိလို့လဲဗျာလို့မေးလိုက်ပါတယ်နေတန်တော့ဘာမှမပြောတော့ပဲတမင်ခေါင်းပြတ်ကိုဒီတိုင်းထားဖို့မှာခဲ့လိုက်ပြီးတော့ပြန်ထွက်လာခဲ့လိုက်ပါတယ်ဒါမှမဟုတ်နာမည်ကျော်မဲလိုက်မုံဆိုးဖြစ်တဲ့ရီဘာဆိုတဲ့မျိုးသမီးက ရက်ဆိုင်ဆိုင်မှာဝေါ်နဲ့ဂျိုးနန်ဆိုတဲ့အမဲလိုက်လမ်းညွန်သမားနှစ်ယောက်နဲ့အတူတူထိုင်နေပါတယ်။ရီဘာကိုဘရက်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ကလာမိတ်ဆက်ပြီးတော့သူကရီဘာအကြောင်းကိုအင်တာနက်ကနေသိခဲ့တာဖြစ်ကြောင်းရီဘာအရန်ကိုနိုင်မဲကြီးတဲ့မုံဆိုးဖြစ်တဲ့အတွက်လာပြီးတော့အခုလိုအကူအညီတောင်းတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဘရက်ကသူ့ချစ်သူကောင်မလေးအယ်လီတယောက်တော်တဲ့ကိုထွက်သွားကြောင်းအယ်လီကိုလိုက်ရှာဖို့လမ်းပြလိုနေတဲ့အတွက်ရီဘာကိုလာပြီးတော့ငှားတာဖြစ်ကြောင်းပြောလိုက်တော့ရီဘာလည်းလက်ခံလိုက်ပါတယ်။ တပတ်မှာတော့ကော်နာအိမ်ပြန်ရောက်လာပြီးတော့သူ့ရဲ့ကလေးတိန်ဗီကာကသူ့ကိုအခန်းထဲမှာသွားနေဖို့ပြောပြီးမယ်ကော်နာကတော့နားမထောင်ပဲရေခဲတစ်တာထဲမှာနောက်ဆုံးကြံတဲ့ဟော့တော့တချောင်းကိုယူပြီးတော့မိအချောင်းတွေကိုစာကျွေးဖို့အတွက်ဒေါ်တွေကိုစပိန်နစီနဲ့ဖင်ရှေပြီးတော့ထွက်လာခဲ့ပြန်ပါတယ်ဒီခါတော့ဗီကာလည်းသူ့ရဲ့ခွေးလေးတက်ဒီနဲ့အတူတူကော်နာနောက်ကိုလိုက်လာပြီးကော်နာကတော့ရေကန်ဆက်ကိုရောက်တော့မိအချောင်းတွေကိုအစာကျွေးနေခဲ့ပါတယ်တပတ်မှာနေသန်လည်းရဲမှုတိုနီကိုဖုန်းဆက်လမ်းခေါ်ပြီးတော့တမင်ကောင်းပြကြီးတွေ့တဲ့နေရာကိုခေါ်လာပြီးမယ် ခေါင်းပြက်ကြီးကအဲ့နေရာမှာမရှိတော့ပါဘူးအဲ့ဒီမှာဗီကာရဲ့ခွေးလေးတက်တီကကော်နာကိုရှာတွေ့သွားပြီးရေကန်ထဲကမိချောင်းတွေကိုထိုးဟောင်နေပါတယ်ကော်နာတက်တီကိုနောက်ဆုတ်ဖို့ပြောနေပြီမဲ့တက်တီကနောက်ပြန်မဆုတ်တဲ့အတွက်ခဏနေတော့မိချောင်းတစ်ကောင်ကကန်းဆက်ပေါ်တက်လာပြီးတော့တက်တီကိုကိုက်တက်လိုက်ပါတယ်ကော်နာလည်းတက်တီတည်သွားတာကိုတွေ့တော့လန့်ဖြန့်ပြီးတော့ထွက်ပြေးပါတော့တယ်တမမဗီကာလည်းတောထဲမှာကော်နာနဲ့တက်တီကိုပတ်ရှာနေပြီးတော့တနေရာမှာတော့တိတ်ကိုင်းတစ်ခုနဲ့တိုက်မိပြီးချော်လဲသွားပါတယ် အဲ့ချိန်မှာပဲဒေါ်ရဲကနေမိချောင်းကြီးတကောင်ပါဇက်ကြီးဖြဲပြီးတော့သူစီပြေးလာနေတာကိုမြင်လိုက်ရပါတော့တယ်ရဲမှုတိုနီနဲ့နေတန်တို့ကတော့တမင်ခေါင်းကိုလိုက်ပြီးတော့ရှာနေပြီမဲ့မတွေ့သေးပါဘူးတိုနီကတမင်နေပျောက်တာဘဏ္ဍကောင်ရှိပြီလဲလို့မေးလိုက်တော့နေတန်ကပြီးခဲ့တဲ့6လမှာဆိုရင်အကောင်ကြီးမနေဘူးကိုဖန်တဲ့လူတွေလက်ချက်တောင်ဟုတ်ပါမလားမသိတော့ဘူးလို့ပြောလိုက်ပါတယ်တိုနီကတော့ငါဒီအကန်ကို3000တောင်စစ်ထားတာကွာဘာမှမရှိပါဘူးလို့ပြောလိုက်တော့နေတန်ကခမရနောက်ဆုံးစစ်တာလွန်ခဲ့တဲ့တနေ့ခွဲလောက်ကအခုကပြောင်းလဲကုန်ပြီလေ တေချာထပ်ဆစ်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်ဒိုနီကငါတို့တက်တည်လိုတယ်ငါမှခင်မီဆိုနာတွေမရှိဘူးအဲ့ဒီပစ္စည်းတွေအမှားတင်မယ်ဆိုရင်ရက်ချီပြီးကြာမှာလို့ပြောလိုက်ပါတယ်ဒါမဲ့ဒိုနီကနေတန်နဲ့တူရေကန်ကိုပတ်ကြည့်ပြီးတော့ဆစ်ဆေးဖို့တော့သဘောတူလိုက်ပြီးငါတို့အရင်စကန်ကိုပြန်မယ်ကွာလိုအပ်တာတွေယူပြီးတော့ပြန်လာကြမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်တော့ဒိုနီကနေတန်ကိုရေစကန်ကိုခေါ်လာပြီးတော့တနက်နေ့ရေဒါဆက်အသေးလေးတွေယူပြီးရေကန်စီကိုပြန်သွားဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာစူဇန်တော့အိမ်ပြန်ရောက်လာတော့သူသားကော်နာရော ကလေးတိုင်းဗီကာပါအိမ်မှာရှိမနေတာကိုသိလိုက်ရပါတယ်။အာနယ်စူဇန်ကရေကန်သားမှာရှိတဲ့ဇေဒီရဲ့အိမ်ကိုလာပြီးတော့ကော်နာကိုလာရှာပါတယ်။အိုင်မာဒီစူဇန်အင်းကြီးမှာတွေးတွေပေးပြီးကြောက်လန့်နေတဲ့ကော်နာကိုမြင်လိုက်ရပြီးတော့ကော်နာကအမေတာအမလုံးမိပြီလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာဗီကာလမ်းပေါင်းတစ်ခုလုံးတွေးတွေဆိုးဆွဲပြီးတော့ကြောက်လန့်တဲ့ကြားနဲ့အိမ်ထဲဝင်ပြေးလာတာကိုမြင်လိုက်ရတာကြောင့်စူဇန်နဲ့ဗီကာကိုတွဲပြီးတော့ခုံမမထိုင်ခိုင်းလိုက်ပါတယ်။ဗီကာကတော့ကြောက်လန့်တဲ့ကြားနဲ့ရေထဲမှာရှိတယ်ရေထဲမှာရှိတယ်လို့ပဲအော်နေခဲ့တော့တာပါ။ တဖက်မှာတော့ရေကန်နားမှာစကန်းချနေတဲ့အယ်လီတို့အဖွဲ့ကရေစင်းကူဖို့လုပ်နေပြီးတော့အယ်လီနဲ့တာရာကဘေကနီနဲ့လဲဖို့အတွက်ဒေါ်ရဲကိုဝင်လာခဲ့ပါတယ်။ကောင်မလေးနှစ်ယောက်ဝယ်စားလဲနေအောင်နှာဘူးချာလီကလာထောင်းပြီးတော့ဇော်လေးတွေဖုန်းနဲ့ဓာတ်ပုံခိုးရိုက်နေတာပါ။ခဏနေတော့တာရာနဲ့အယ်လီတို့ကရေကန်ထဲကိုဆင်းသွားခဲ့ကြပြီးတော့ချာလီကတော့ဒေါ်ရဲမှာကြံနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျောင်းဂျောင်းကြီးတကောင်ထွက်လာပြီးတော့ချာလီကိုပခုံးကနေကြိုက်ပြီးတော့ဆွဲခေါ်သွားခဲ့ပါတော့တယ်။တဖက်မှာတော့စူဇန်ကသူ့သားကို911ကိုဖုန်းဆက်ခိုင်းနေပြီးမြဲ။ ဒီညမှာဖုန်းလိုက်တွေကမမိတဲ့အတွက်ခေါ်လို့မရပါဘူးအရာနဲ့စူဇန်နဲ့ဗီကာလက်ကဒိုင်ယာကိုသွေးတိတ်အောင်လှုပ်ပေးဖို့လှုပ်နေခဲ့ပါတယ်အဲဒီအချိန်မှာရဲမှူးတိုနီနဲ့နေတန်တို့ကလည်းမိချောင်းရှိမရှိရှာဖို့အတွက်ရေကန်နာကိုပြန်လာပြီးနေတန်ကစူဇန်စီကိုဖုန်းခေါ်လို့မရဖြစ်နေခဲ့ပါတယ်စူဇန်တော့ကော်နာကိုဘာတွေဖြစ်ခဲ့တာလဲလို့မေးနေတော့မှပဲသူတို့အိမ်သားကိုမိချောင်းတွေကတ်လာတာကိုမြင်လိုက်ရပါတော့တယ်အဲဒီအချိန်မှာနေတန်စီကိုစူဇန်စီကလည်းဖုန်းဝင်လာပြီးတော့ဖုန်းလိုက်အသိမမိတဲ့အတွက်တေချာမကြပါဘူး ဒါပေမဲ့နေတန်ကစူဇန်စေရီအိမ်မာဆိုတာနဲ့စူဇန်အတန်ကကြောက်လန့်နေတဲ့အတန်ပေါက်နေရာကိုတီးသွားခဲ့ပါတယ်။အိုင်မာရင်ရဲမှုနဲ့နေတန်တို့မြောက်စေရီအိမ်ကိုသွားဖို့အတွက်လှုပ်ကြပါတော့တယ်။ဓမ္မမာတို့ရီဘာဘရက်နဲ့အမဲလိုက်လမ်းကြုံသမားနှစ်ယောက်ကမော်တော်ဘုတ်တစ်စီးနဲ့အဲလီကိုလိုက်ရှာဖို့ထွက်လာပါပြီ။သူတို့တွေလေပေါ်မှာစကားပြောနေကြဒုံးမှာပဲဘရက်ကရေထဲမှာမိချောင်းတစ်ကောင်ရဲ့အမိကိုတွေ့လိုက်တာကြောင့်လမ်းပြန်ပြီးတော့ထထိုင်လိုက်ပါတယ်။ဒါပေမဲ့မိချောင်းဆိုတာမသေးကြသေးတဲ့အတွက်ဘာမှမပြောတော့ပဲရီဘာလည်းဆက်လီကိုအချိန်တင်ပြီးတော့မောင်းထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာကော်နာတော့ခွေးလေးတတီသေးသွားတဲ့အကြောင်းနဲ့မိချောင်းလေးကိုသူအစာကျွေးခဲ့တဲ့အကြောင်းသူ့အမေကိုဝန်ခံလိုက်ပါပြီ။ဇူဇန်လည်းအခုမှသူသားတယောက်အသားလေးကိုခိုးတာကမိချောင်းလေးကိုအစာကျွေးဖို့ဆိုတော့သဘောပေါက်သွားခဲ့ပါတော့တယ်။အဲ့ဒီမှာဗီကာသတိလစ်နေဖြစ်တဲ့အတွက်ဇူဇန်ကသူသားကိုအမေတို့ဗီကာကိုကားပေါ်တင်ပြီးတော့ဈေးရုံခေါ်သွားမှရမယ်လို့ပြောလိုက်ပါတယ်။တမမာတော့မုတ်ဆိုးရီဘာကတမင်းကောင်တနတ်နဲ့ပြစ်ဖို့ချိန်နေတော့မှပဲ။မိချောင်းကသူတို့ဆက်လေးကိုဝင်တိုက်လိုက်တဲ့အတွက်သူတို့လေးအောင်လုံးရေထဲပြုတ်ကျသွားပါတော့တယ်။ မိတော်ရေထဲပြုတ်ကြလာတဲ့ဝေါ်ကိုကိုက်ဖြတ်စားတောက်နေပြီးရေကန်ပေါ်မှာသွေးတွေရဲရဲနီနေခဲ့ပါပြီရီဘာဝေါ်ကိုကယ်ဖို့လုံနေမဲ့ဘရက်ကရီဘာမှာတေးမှာဆိုးတဲ့အတွက်အတင်းဆွဲပြီးတော့ကမ်းပေါ်ကိုခေါ်လာခဲ့ပါတယ်ရီဘာဝေါ်ကိုဒီတိုင်းတော့မထားခဲ့နိုင်ဘူးလို့ပြောနေတော့ဂျိုးနက်ကဝေါ်ကအခုလောက်တော့တစားစီဖြစ်နေပြီငါတို့ကယ်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်အဲနောက်တော့ဂျိုးနက်နဲ့ဘရက်လည်းစကားများကြပြီးတော့ဂျိုးနက်ကဘရက်ကိုပိတ်တွန်းထဲလိုက်ပါတယ်ဘရက်လည်းမြေပေါ်လဲကျသွားတဲ့အချိန်မှာတကူလုံးကိုက်ရရီနဲ့ဆုပ်ပြတ်ပြီးတော့တေးဆုံးနေတဲ့လောင်းတောင်းကိုမြင်လိုက်ရတဲ့အတွက် သူတို့သုံးယောက်လုံးလမ်းဖြန့်သွားကြပါတော့လေဓမ္မမှာတော့အယ်လီနဲ့အေရွန်တို့ကချာလီပြောင်းနေတဲ့အတွက်တော်ထဲမှာသူကိုလိုက်ရှာနေပြီးတော့တာရာကရေကန်သားမှာတယောက်တည်းကြံနေခဲ့ပါတယ်အဲဒီအချိန်မှာနေတန်ရဲ့ရဲမှုတို့ကတော့စေရီအိမ်ကိုသွားနေပြီးရဲမှုကသူ့တနတ်တွေကိုထုတ်ပြပြီးတော့မိချောင်းကိုတွေ့ရင်အသေးပဲပြစ်တတ်မယ်လို့ပြောနေပါတယ်တာရာကတော့ကန်ဆာမှာတယောက်တည်းကြံနေတော့တမင်တကောင်ရေစင်းတောက်နေတာကိုမြင်ရပါတယ်အဲဒီအချိန်မှာပဲရေတွေကမိချောင်းတကောင်တက်လာပြီးတော့တမင်ကိုတတ်ဆွဲဖို့လှုပ်တာကိုမြင်ရပါတော့တယ် ။တမင်ကထွက်ပြေးသွားတဲ့နောက်မှာတော့မိเจ้าကတာရနောက်ကိုပြေးလိုက်လာပြီးတာရကိုကိုက်ပြီးတော့ရေထဲကိုဆွဲချသွားခဲ့ပါတော့တယ်။ဘရက်ကတော့သူတို့တွေ့တဲ့လောင်းကိုသေချာကြည့်ပြီးတော့ဒီလောင်းကသူ့ကောင်မလေးအယ်လီတို့နဲ့ခီးတူထွက်သွားတဲ့ချာလီရဲ့အလောင်းစရာကိုမှတ်မိသွားခဲ့တာပါ။ရဲမှုနဲ့နေတန်တို့ကတော့စေဒီရဲ့အိမ်နာကိုရောက်လာခဲ့ပါပြီ။အိမ်နာမှာမိเจ้าနှကောင်ကိုတွေ့လိုက်တဲ့တော့နေတန်သူမိမကိုပရင်ပေါက်တွေနဲ့ဝေးဝေးနေဖို့လှမ်းအော်ပြောလိုက်ပါတယ်။အဲ့ဒါနဲ့စူဇန်လည်းသူ့သားနဲ့ကလေးတိန်ဗီကာတို့ကိုခေါ်ပြီးတော့ရေချိုးကန်းနဲ့ဝင်ပုန်းနေခဲ့ပါတယ်။ မိချောင်းတွေကတော့မော်တော်ဘုတ်လာနေတဲ့အတန်ကိုကြားတာနဲ့ရေထဲပြန်ဆင်းပြီးတော့နေတန်တို့စီကိုလာနေခဲ့ပါပြီမိချောင်းကမော်တော်ဘုတ်နားကိုရောက်လာတော့နေတန်နဲ့ရဲမှုတို့ကတနက်နဲ့ဝိုင်းပြစ်လိုက်ရမှာမိချောင်းတကောင်ကိုမှန်သွားပြီမဲ့နောက်တကောင်ကတော့သူတို့မော်တော်ဘုတ်ကိုဝင်တိုက်ပြီးတော့ဖျက်ဆီးပြစ်လိုက်ပါတယ်နေတန်နဲ့ရဲမှုတို့လည်းအမှရေထဲပြုတ်ကျသွားပြီးတော့မိချောင်းတကောင်ကတော့ဂုံးပုံပြန်တက်ပြီးသွားခဲ့ပါတယ်အဲဒီအချိန်မှာစူဇန်တနက်တန်တွေကြားတဲ့အတွက်နေတန်ကိုစိတ်မချဖြစ်ပြီးအပြင်ထွက်ကြည့်ရမှာမိချောင်းတကောင်ကပရင်းပေါက်ကနေသူ့ကိုဝင်ကိုက်ဖို့လှုပ်ပါတော့တယ် နေတန်းတော့ကုန်းပေါ်ကိုပြန်တက်လာနိုင်ခဲ့ပြီမေရဲမူကရေထဲမှာပဲရှိနေသေးပြီးရေအောက်ထဲမှာမိချောင်းတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ရဲမူလည်းကမ်းပေါ်ကိုတက်ဖို့အတွက်ရေမြန်ကူးလာနေပြီးတော့သူ့နောက်မှာတော့မိချောင်းလိုက်လာနေပါပြီတပတ်မှာလည်းမိချောင်းကပရင်ပေါက်ကနေအိမ်ထဲဝင်ဖို့လှုပ်နေပြန်ပြီးနေတန်းတနက်ကိုဆွဲပြီးတော့အိမ်ကိုပြန်ပြေးလာနေပါတယ်နေတန်းလည်းအိမ်ထဲရောက်လာတော့စူဆန်းကိုပြေးဖက်လိုက်ပြီးတော့သူ့သားကော်နာလည်းဘာမှဖြစ်တာကိုတွေ့လိုက်တော့ဝမ်းသာသွားခဲ့ပါလိမ့်ရဲမူတော့နောက်ကမိချောင်းကမိလာနေပါပြီး မိကြောင်ပါစာကြီးဖျဲပြီးတော့ရဲမှုကိုကိုက်ဖို့လုပ်တဲ့ခါမှာတော့ရဲမှုကလော်တက်ကိုယူပြီးကန့်လန့်ခံထားလိုက်တဲ့အတွက်မိကြောင်လည်းပါစာကြီးပြဲပြီးတော့ကိုက်မရဖြစ်နေပါတော့တယ်ခဏလေးတော့မိကြောင်လော်တက်ကိုပါစာနဲ့ကိုက်ပြီးတော့ချိုးပစ်လိုက်ပြီးရဲမှုနောက်ကိုဆက်လိုက်လာပြီးမဲ့ရဲမှုကကုန်းပေါ်ရောက်သွားခဲ့ပါပြီအယ်လီနဲ့အေရွန်တို့ကတော့ဂျာလီကိုရှာမတွေ့တဲ့အတွက်ကန်းဆက်ကိုပြန်လာတဲ့အခါတာရာဘာပြောင်းနေတာကိုမြင်လိုက်ရပါတော့တယ်အယ်လီကရေထဲမှာတာရာဖတ်နေတဲ့မဂဇင်းစာအုပ်လေးမျောနေတာကိုတွေ့လိုက်တဲ့အတွက်တာရာတယောက်ရေများနှစ်သွားတာလားဆိုပြီးတော့စိတ်ပူနေခဲ့ပါလေ ဓမ္မမာတော့မုံဆိုးရီပါတို့ဖွဲကသူတို့ရဲ့ပျက်စီးသွားတဲ့လေထဲကနေတနတ်တွေကိုပြန်ရှာလာပြီးတော့အဲလီကိုဆက်ရှာဖို့လုပ်နေကြပါလေအဲလီကနေတန်ပြောခဲ့တဲ့ကန်းဆက်ကအိမ်လေးကိုသွားပြီးတော့အကူကြီးတောင်းဖို့အေရွန်ကိုပြောနေပြီးအေရွန်ကတော့ငါတို့ဘာအကူကြီးမှမလိုဘူးငါတို့ဘာသာဖြေရှင်းနိုင်တယ်လို့လုပ်နေပါလေဓမ္မမာတော့ရဲမှုနဲ့နေတန်တို့ဖွဲကအိမ်ထဲမှာပိတ်မိနေကြပြီးမိချောင်းတွေကသူတို့ကိုဝိုင်းထားခဲ့ပါပြီနေတန်ရေကန်ထဲမှာထရောင်ငါးထက်ကြီးတာဘာမှရှိလို့ပြောခဲ့တဲ့အတွက်ရဲမှုကိုဒေါ်ခွီးနေပြီးတော့ရဲမှုကတော့ငါမှားသွားပါလေကွာငါတောင်းမှန်ပါလေဆိုပြီးတော့ အောင်လာလုံနေခဲ့ပါတယ်။အဲနောက်တော့နေတဲ့သူသားကော်နာတယောက်မိချောင်းလေးကိုအစာကျွေးနေမှန်တီးသွားပြီးသူသားကိုမိချောင်းလေးကတားသငင်ကြီးမှုတ်ဘူးကွာ။သူတို့ကမေးဟိုပါတိုက်ရင်တတ်မှာလို့ပြောနေခဲ့ပါတယ်။အဲမှာနေကော်နာကတားအိမ်မှာလှုပ်ရှားမှာမရှိတာဖေဟာ။အဖေရောမေရောကလှုပ်ပဲလုံနေကြတာလေ။တားမှာအဖော်မမရှိတာလို့ပြောလိုက်တော့နေတဲ့လည်းဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့ရပါတယ်။အဲနောက်တော့နေတဲ့တို့ကဗီကာကိုဒီတိုင်းဆက်ထားရင်အသက်ဆုံးရှုံးသွားနိုင်တဲ့အတွက်ဈေးရုံကိုအမြန်ပို့ဖို့လှုပ်ကြပါတယ်။နေတဲ့နဲ့ရဲမှုကဗီကာကိုကားပေါ်တင်ဖို့ဆိုရင် ကားကိုအိမ်သားထိမောင်းလာဖို့လိုတယ်လို့ပြောလိုက်ပြီးအိမ်ထဲကထွက်ပြီးတော့ကားသွားယူဖို့လှုပ်ပါတော့တယ်။သူတို့နှစ်ယောက်အိမ်ထဲကထွက်တာနဲ့မိကြောင်းအင်းတကောင်သူတို့စီပြေးလာပြီးတော့စူဇန်းမိကြောင်းကိုတနတ်နဲ့ပြစ်နေခဲ့ပါတယ်။ကားပေါ်ရောက်တော့နေသန်းဆတ်နှိုးဖို့လှုပ်နေပြီးကန်ဆိုးကျင်တော့တော့ကအောက်ပြုတ်ကျသွားပါသေးတယ်။အိုင်မာရီမိကြောင်းကကားနားကိုရောက်လာပြီးတော့ကားအုပ်ခေါင်းနဲ့ဖြတ်တိုက်ပြစ်လိုက်ပြီးနေသန်းတို့ကိုကိုက်ဖို့လှုပ်နေခဲ့တာပါ။စူဇန်းလည်းတနတ်ကကြီးကုံသွားတဲ့အတွက်လွှာဆက်ကြီးယူပြီးသူ့အောက်ကြောက်ကယ်ဖို့ယောက်ျားအထိလွှာဆက်ကြီးလှုပ်နေခဲ့ပါပြီ။ စူဇန်လွားစားကြည့်ယူပြီးအိမ်ထဲကပြေးထွက်သွားတော့မိချောင်းလည်းအာယုံပြောင်းပြီးတော့စူဇန်ကိုလိုက်ပါတယ်။စူဇန်လည်းမိချောင်းကလှမ်းဟလိုက်တဲ့အတွက်လဲကျသွားပြီးတော့အဲ့ဒီမှာကော်နာအိမ်ထဲကပြေးထွက်လာပြီးတော့ဟိအောင်ငါမိနာဖယ်ဆန်းလို့မိချောင်းကိုပြောလိုက်ပါတယ်။ပြီးတော့မိချောင်းကိုခဲနဲ့လှမ်းပေါက်လိုက်တော့မိချောင်းဘာသာစကားမဟုတ်တဲ့အတွက်မိချောင်းလည်းနားမလဲတာကြောင့်သူ့နောက်ကိုလိုက်လာခဲ့ပါတယ်။နေတဲ့ကားရီကထွက်လာပြီးတော့လွှားစားတဲ့မိချောင်းမိကိုဖြတ်လိုက်ပြီးစူဇန်တို့ကိုအိမ်ထဲပြန်ဝင်ခန်းလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ဗီကာမိချောင်းနဲ့နေတန်းတို့တိုက်ပွဲဖြစ်နေအောင်မြင်ပြီးတော့ကြောက်လန့်ပြီးအိမ်တကားတွေကိုပိတ်လိုက်ပါတယ် မိချောင်းကတော့အမီနဲ့နေတန်းကိုရိုက်လိုက်ပြီးတော့နေတန်းလဲသူမိမနဲ့ကလေးကိုခေါ်ပြီးအိမ်ထဲပြန်ဝင်ဖို့လုပ်ပေမဲ့ဗီကားတကားတွေပိတ်ထားတော့ဝင်လို့မရပါဘူးအဲဒီအချိန်မှာမိချောင်းကလည်းသူတို့နောက်ကိုလိုက်လာနေပါပြီနေတန်းလှွားဆက်နဲ့တကားကိုဖြတ်လိုက်ပြီးတော့အိမ်ထဲကိုပြေးဝင်လိုက်ပါတယ်မိချောင်းကအိမ်ထဲကိုလိုက်ဝင်လာပြီးတော့နေတန်းတို့ကထွက်ပြီးသွားတဲ့အတွက်မိချောင်းကဗီကားကိုဆွဲသွားခဲ့ပါတော့တယ်တမမအယ်လီနဲ့အေရွန်တို့ကတော့တောထဲမှာချာလီလောင်းကိုရှာတွေ့သွားပြီးတော့အယ်လီကချာလီလောင်းမမဖုံးထားတဲ့ဂျာကင်ကိုမြင်တော့အဲ့ဒါသူ့ကောင်လေးဘရက်ရဲ့ဂျာကင်စွာကိုတီသွားခဲ့ပါတယ် အဲလီကဘရက်သူ့ကိုလိုက်ရှာနေစွာတီသွားပြီးတော့ဘရက်ကိုရှာဖို့လှုပ်တော့အေရွန်ကဒေါသထွက်ပြီးတော့မင်းဘရက်ကိုရှာခြင်းနဲ့ဆိုရင်တယောက်တည်းသွားရှာလို့ပြောလိုက်ပြီးအဲလီကိုထားခဲ့ပါတော့တယ်အေရွန်ကအဲလီကိုထားခဲ့ပြီးတော့တယောက်တည်းထွက်လာရင်တော့တဲမှာမိချောင်းတစ်ကောင်နဲ့တွေ့ပြီးတော့အကိုက်ခံလိုက်ရပါတော့တယ်ဘရက်တို့ကတော့အဲလီကိုလိုက်ရှာနေတဲ့တော့တဲမှာတာရာရဲ့အလောင်းကိုတွေ့လိုက်တဲ့အတွက်ဘရက်တယောက်အဲလီကိုပို့ပြီးတော့စိတ်ပူသွားခဲ့တာပါဘရက်ကအဲလီကိုအော်ခေါ်နေပြီးသူ့တန်ချောင်းအဲလီတော့ရောက်မလာပဲမိချောင်းတစ်ကောင်ရောက်လာပါတော့တယ် အဲဒီမှာရီဘာနဲ့ဂျိုးနက်ကမိချောင်းကိုတနတ်တွေနဲ့ဇက်တိုက်ပြစ်နေပြီးတော့မိချောင်းနဲ့ရှော့သွားခဲ့ပါတော့လေဂျိုးနက်ကမိချောင်းကိုတတ်လိုက်နိုင်တယ်ဆိုပြီးတော့ဖင်ရပြီးအောင်ပွဲခံနေတော့မှပဲနောက်ထပ်မိချောင်းတကောင်သူ့နောက်ကပေါ်လာပြီးတော့ဂျိုးနက်ရဲ့ခေါင်းကိုကိုက်ဖြတ်ပြစ်လိုက်ပါတော့လေပြီးတော့မိချောင်းကရီဘာခြေောက်ကိုလည်းဆွဲသွားတဲ့အတွက်ဘရက်လည်းကြောက်လန့်ပြီးတော့မိချောင်းကိုတနတ်နဲ့လိုက်ပြစ်နေခဲ့ပါလေရီဘာတို့သူ့ခြေောက်ကိုကိုက်ထားတဲ့မိချောင်းကိုဓာတ်နဲ့ထိုးနေပြီးဘရက်လည်းသူ့နောက်ကလိုက်လာခဲ့ပါလေအဲနောက်တော့ရီဘာမိချောင်းပါဇက်ကနေလွတ်ပြီးတော့ပြန်ထလာတဲ့ချိန်မှာပဲ ဘရက်ပြစ်လိုက်တဲ့တနတ်ကြီးတစ်ချက်ကမိချောင်းကိုမထိပဲရီဘာပခုံးကိုသွားမှန်ပါတော့တယ်အိုင်မာရီရီဘာလည်းပြစ်လဲသွားပြီးတော့မိချောင်းကတော့ရေထဲကိုပြန်ဆင်းပြေးသွားခဲ့တာပါဓမ္မမတော့ကားထဲမှာကြံခဲ့တဲ့ရဲမှုကကားကိုဆက်နိုးပြီးတော့မောင်းထွက်ဖို့လုပ်ပေမဲ့မိချောင်းကကားကိုပါးစပ်နဲ့ကိုက်ပြီးတော့ဆွဲထားပါတယ်ပြီးတော့မိချောင်းကကားကိုရေထဲဆွဲချသွားတဲ့အတွက်ရဲမှုကမိန်ကိုထုတ်ပြီးတော့မိချောင်းကိုထိုးဖို့လုပ်နေပါတယ်ဒါပေမဲ့မိချောင်းကရဲမှုရဲ့ခေါင်းကိုပိတ်ကိုက်ပြီးတော့တပစ်လိုက်ပါတော့တယ်ဓမ္မမတော့ဘရက်ကရီဘာကိုဆွဲထူပြီးတော့သူမှားပြင်းပြီးတဲ့အတွက်တောင်းပန်နေတာပါ ရီဘာရေကန်စားမှာအိမ်လုံးရှိတဲ့အကြောင်းနဲ့မမောင်ခင်မှာအဲ့ဒီအိမ်ကိုသွားမှရမယ်လို့ပြောလိုက်တော့ဘရက်ကအဲလီမပါဘဲနဲ့ तू မသွားဘူးလို့ပြောနေပါလေအဲ့ဒါနဲ့ရီဘာကဘရက်ကိုပိတ်ထိုးလိုက်ပြီးတော့ဘရက်သတိလင်းနေတော့မှာပဲသူ့ကိုလှေပေါ်တင်ပြီးဇေဒီအိမ်ကိုမောင်းလာခဲ့လိုက်ပါလေရီဘာတယောက်အိမ်ကိုရောက်လာနေတန်လည်းတကားဖွင့်ပေးလိုက်ပါလေဘရက်ကတော့သတိပြန်ရနေပြီဖြစ်လို့နေတန်တို့ကိုကျွန်တော်အပြင်ပြန်ထွက်မှာဖြစ်မယ်ကျွန်တော်ကောင်မလေးကအပြင်မှာလို့ပြောလိုက်ပါလေဒါမဲ့နေတန်နဲ့ရီဘာတို့ကအန်ရဲများတဲ့အတွက်ဘရက်ကိုအပြင်ပေးမထွက်ခဲ့ကြပါဘူး အိုင်မာရီဘရက်ကတနက်ကိုကောက်ကင်ပြီးတော့နေတန်းကိုတကားနာကနေဖယ်လို့ပြောလိုက်တာပါနေတန်းလည်းဖယ်ပြီးလိုက်တော့ဘရက်ကလေဘော်ပြေးတက်ပြီးတော့အယ်လီကိုတွားပြီးလိုက်ရှာပါတော့လေဘရက်ကအယ်လီအယ်လီနဲ့အော်ခေါ်နေပြီးတော့ဒေါ်လေးမှတယောက်တည်းလမ်းပြောင်းနေအယ်လီနဲ့ဘရက်ခေါ်တဲ့တန်းကိုကြားသွားခဲ့တာပါအဲဒီအချိန်မှာမိချောင်းတကောင်ကုန်းမော်တက်လာပြီးတော့နေတန်းတို့အင်စီကိုလာနေတာမြင်လိုက်ရပါတယ်အယ်လီနဲ့ဘရက်ကိုပြန်အော်ခေါ်ပြီးတော့ကန်းဆက်ကိုပြေးလာတော့ဘရက်ကအယ်လီကိုပြန်တွေ့သွားပါတယ်ဘရက်ကအယ်လီစီကိုလေကိုပြန်လှည့်လာတော့မှမိချောင်းတကောင်အယ်လီနာကိုယောက်လာခဲ့ပါတယ် ။ဒါမှမဟုတ်လေမိကျောင်းတကောအိမ်ထဲဝင်မို့လုံနေဖြစ်ပြီးတော့နေတန်တို့ကတကားကိုမနှဲတွန်းထားရပါလေ။အိုင်မာရီမိကျောင်းကနေတန်လက်ကိုကိုက်လိုက်ပြီးတော့အိမ်ထဲဝင်လာခဲ့ပါပြီ။နေတန်သူမိန်းမနဲ့ကလေးတွေကိုခေါ်ပြီးတော့ရေချိုးကန်းနဲ့ဝင်ပုန်းနေလိုက်ပြီးရီဘာတော့မိကျောင်းကိုပြန်ချဖို့လုံနေပါတော့တယ်။ရီဘာဓမြောင်ဆွဲထုတ်ပြီးတော့မိကျောင်းကိုပြန်တိုက်နေပြီးတော့တဖက်မှာလဲဘရက်ကအဲလီနာကိုမိကျောင်းတကောင်ကတ်လာတာပြင်တဲ့အတွက်အဲလီကိုကန်းစားနဲ့ဝေးဝေးနေမှုလှမ်းပြီးတော့អော်ပြောနေခဲ့တာပါ။အိုင်နာတော့ဘရက်ကလေကိုအဲလီစီအမြန်မောင်းလာနေတော့မှာ မိချောင်းကသူ့လေကိုအမိနဲ့ပုတ်လိုက်တာကြောင့် Brad လည်းလွင်းထွက်သွားပြီးတော့ဂုံမုံရောက်သွားခဲ့ပါလေ။ Ellie လည်း Brad ကိုပြေးဖက်ပြီးတော့နှစ်ယောက်သားအရေးထဲမှာအကြီးကားဆိုင်နေပါသေးတယ်။အဲဒီအချိန်မှာမိချောင်းရောက်လာတဲ့အတွက် Brad က Ellie ကိုအမြန်ပြေးခိုင်းလိုက်ပြီးသူကတော့တနတ်ကိုယူပြီးတော့မိချောင်းကိုပြစ်ခတ်နေတာပါ။ဒါပေမဲ့မိချောင်းက Brad ကိုပြေးခိုင်းလိုက်ပြီးတော့ Brad လည်းမိချောင်းကိုဓားနဲ့ထိုးနေပြီးမဲ့မိချောင်းကသူ့ကိုကိုက်တာပြစ်လိုက်ပါတော့တယ်။တပတ်မှာ River တော့အိမ်ထဲဝင်လာတဲ့မိချောင်းကခေါင်းကိုဓားနဲ့ဖြတ်ပြီးတော့တပ်ပြစ်လိုက်နိုင်ခဲ့ပါပြီ။ အိုင်နောက်တော့နေတန်တို့သုံးယောက်နဲ့ရီဘာတို့အိမ်ထဲကနေထွက်ပြေးဖို့လုပ်နေကြပြီးသူတို့စီကိုအယ်လီကလည်းရောက်လာနေခဲ့ပါတယ်အယ်လီကဘရက်တီသွားတဲ့အကြောင်းကိုပြောပြလိုက်တော့နေတန်တို့လည်းစိတ်မကောင်းမိပဲဘာမှမတတ်နိုင်တော့ပါဘူးအိုင်နောက်တော့သူတို့ငားယောက်လှီနဲ့မြို့ပေါ်ကိုပြန်လာခဲ့ကြပါတော့တယ်နေတန်တို့တွေမြို့ကိုပြန်အောင်ပြင်မဲ့မိချောင်းတွေကသူတို့နောက်ကိုလိုက်လာနေတော့မှာပဲနေတန်တို့တွေမြို့ထဲမှာအကူအညီလိုက်တောင်းမိမဲ့ဘယ်သူမှတကားဖွင့်မပေးတဲ့အတွက်ဒီမီထရီရဲ့စူပါမားကတ်ကိုရောက်လာခဲ့ကြပါတယ် နေတန်ကဆိုင်ရမှန်တကောက်ရိုက်ခွဲလိုက်ပြီးတော့စူဇန်တို့ကိုအထဲဝင်ခိုင်းလိုက်ပါလေစူဇန်ကရဲစခန်းကိုဖုန်းဆက်ဖို့လုပ်နေပြီမဲ့ကန်ဆိုးကျင်တော့ဖုန်းကပြတ်နေခဲ့ပါပြီစူဇန်လည်းပေါက်ကွဲပြီးတော့ငိုနေပြီးအဲ့ချိန်မှာစိုင်ဘာရှေဒီမီထရီကသူ့ဆိုင်ကိုတခိုးဝင်နေထိပြီးတော့ရောက်ချလာခဲ့ပါလေဒီမီထရီကတနက်ကိုကိုင်ပြီးတော့ဆိုင်ထဲကိုကြည့်လိုက်တော့ကော်နာတို့ကိုမြင်သွားပါလေဒါမဲ့အဲ့ချိန်မှာပဲနေတန်နောက်ကလိုက်လာတဲ့မီချောင်းဒီမီထရီကိုကိုက်သက်ပြစ်လိုက်ပါတော့တယ်ပြီးတော့မီချောင်းတွေအများကြီးဆိုင်ထဲဝင်လာကြပြီးတော့သူတို့ကိုကိုက်သက်ဖို့လုပ်နေပါပြီနေတန်တော့ရေးပေါ်တကောက်ကိုမိသားစေးဘူးနဲ့ရိုက်ဖွင့်နေပြီး အဲလီကမုံတွေတင်ထားတဲ့ဈေးမုံတက်ပြေးပါလေမိချောင်းကောင်ကော်နာ၆ကိုဆွဲထားတဲ့အတွက်စူဇန်ကအမဲသားတို့တွေပြစ်ပေးလိုက်တော့မိချောင်းကော်နာကိုလှုပ်ပြီးအမဲသားတွေကိုစားနေခဲ့ပါလေရီဘာတော့မိချောင်းကောင်ရဲ့ခေါင်းကိုဓာတ်နဲ့ထိုးသန့်နေပြီးတော့သူလည်းမိချောင်းလက်ချက်နဲ့တေးဆုံးသွားခဲ့ရပါလေအဲချိန်မှာရေးပေါ်တကားပွင့်သွားအတွက်နေတန်ကစူဇန်တို့ကိုအပြင်ကိုအများထွက်ခိုင်းလိုက်ပါလေစူဇန်တို့နောက်ကလိုက်လာတဲ့မိချောင်းကိုတော့နေတန်ကမိသားစေဘူးနဲ့မှုန့်နေတဲ့အတွက်မိချောင်းလည်းဆက်ပြီးတော့မလိုက်နိုင်ခဲ့ပါဘူးအဲနောက်တော့နေတန်တို့ကဒီမီထရီရဲ့ကားပေါ်တက်ပြီးတော့မောင်းထွက်လာတဲ့ခါမှာတော့ သူတို့နောက်ကကြံတဲ့မိကြောင်ကြီးတကောင်လိုက်လာတဲ့အတွက်နေတန်လဲကားကိုဓာတ်စီဆိုင်နဲ့မောင်းချသွားပါလိမ့်ပြီးတော့စူဇန်တို့ကားပေါ်အစင်းခိုင်းပြီးတော့ထွက်ပြေးခိုင်းလိုက်ပြီးမိကြောင်ရောက်လာတော့နေတန်မိကြောင်ကိုဓာတ်စီနေနဲ့ဖျန်းပစ်လိုက်ပါလိမ့်မိကြောင်ကစီပန်းကိုကိုက်ဖြတ်လိုက်တာကြောင့်ကော်နာသူဖေးကိုမိကြီးပစ်ပေးလိုက်ပါလိမ့်နေတန်လဲမိကြီးကိုချစ်ပြီးတော့လှမ်းပစ်လိုက်မှာတော့မိကြောင်လဲတစားစီပေါက်ကွဲပြီးတော့ရှောသွားခဲ့ပါတော့လေအိုင်နောက်တော့ကဲစဲအေးသမားတွေရောက်လာပြီးတော့နေတန်တို့ကိုကူညီပေးနေတာကိုတွေ့ရပါလိမ့်နောက်တစ်ခါမှတော့နေတန်ကီးသွွားဖွဲဖွဲကို အရင်ကဒီအကံမှာရှိခဲ့တဲ့မိချောင်းတွေအကြောင်းကိုပြောပြနေပြီးအခုတော့ဒီမိချောင်းတွေမျိုးတုံးပျောက်ကွယ်သွားပြီလို့ပြောနေခဲ့ပါလေ။ဒါမဲ့နောက်ဆုံးကမ်းမှာရေတွေကမိချောင်းတစ်ကောင်တက်လာပြီးတော့ဗဇက်ကြီးဖြဲပြီးတော့ကိုက်လိုက်တဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရပါတော့တယ်။ဟုတ်ကဲ့ပါဆိုတော့မိချောင်းဇလန် ဒီမာရင်တခမ်းရပြီထင်ပါတယ်ဆိုတော့သုံးကားအာရပါဇက်တိုက်တီးရှုခဲ့ရတာဖြစ်တဲ့တော့အားလုံးလည်းကျေနပ်ကြမယ်ထင်ပါတယ်ဒါတော့ဂျောင်းဂျောင်းကြီးတို့ရဲ့ဇက်လန်တက်ဖြတ်ပေါ့ခင်ဗျာဆိုတော့ဒီစကားတွေက recap ဖြစ်တဲ့တော့ရုပ်ရှင်အစားဆုံးကြည့်မှပို့ပြီးတော့ပြည့်စုံသိရှိရပါလိမ့်မယ်ဒါကြောင့်ရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်ကိုပါတော်ရှာပြီးတော့ကြည့်လည်းကြည့်သို့မဟုတ်ကျွန်တော်တယ်လီဂရမ်မှာလာ join ပြီးတော့ကြည့်လည်းကြည့်ပြန်ကြည့်လို့ရပါတယ်ဆိုတော့နောက်နေ့မှလည်းအကောင်စား recap တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်ဒီနေ့မှအစားကနေဆုံးနေလိုက်ပါချစ်ချူအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ကြောင်းကြောင်းချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကို 제주루베 띵시 바라키며 들어 앵키 무바